25ခုနှစ်အော်တိုဘာလ16ရက်ဒီနေ့တနင်္ဂနွေနေ့မှာခုနှစ်ရက်တာမီအားလုံးတို့အတွက် numerology ကိန်းဂဏန်ရကံကောင်းတဲ့နေ့လို့နမိတ်ဖတ်ပါတယ်အခွင့်အရေးကောင်းတွေရလိမ့်မယ်ခရီးကိစ္စအောင်မြင်မယ်စတ်တူရှယ်ယာလုပ်ငန်းတွေစတင်ဖို့အတွက်အခွင့်အရေးပေါ်မယ်ဘာလုံးမှမရှိတဲ့သူကအလုပ်ရသွားတာဝင်ငွေရသွားတာဟာဒီလိုနေ့မျိုးနဲ့သက်ဆိုင်တယ်အရေးကြီးတဲ့ကိစ္စတွေတွေ့ဖို့ဆုံးဖို့ပြောဖို့ဆိုဖို့ကိစ္စတွေအောင်မြင်မယ်အခွင့်အရေးတွေကကိုယ့်စီကို ရောက်လာဖို့အတွက် ခြေကောင်းအခါကောင်းဖြစ်နေပြီလို့မှတ်ယူလိုက်ပါဒီလိုအခြေအနေမျိုးမှာမိမိတို့ကံတူးကောင်းမှုအခွင့်အကောင်းတွေရဖို့လို့အတွက်ဆိုရင်တော့မနေ့စောစောမှာနွားနို့တစ်ခွက်မျက်စောဖျားရှင်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာသင်တန်းပညာရေးလျှောက်လွှာအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လို့အတွက်ကတော့စွန့်ငံဖုန်းကြီးကိုတကြားတစ်ထုပ်လှူပြီးဆူတောင်းလိုက်ပါဒီနေ့မှာဘွားမြင်တဲ့မိရှုတန်းတွေဘွားမြင်ရင်သွေးရနာတွေအတွက်ကတော့မာဘုဗေနေနီယတနင်္ဂနွေနေ့ဘွားဘင်္ဂဘွားဇာတာရှင်တွေဖြစ်ကြပါလေ ငယ်စဉ်မှာခြူကြပြီးကြည့်ရင်အောင်မြင်ချမ်းသာရမယ်သူတွေဖြစ်ကြပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတနစ်တာလုံးကံထူးကောင်းဖို့အတွက်မွေးနေ့ကုသိုလ်ရန်ရည်အားဖြစ်ကြတော့မြတ်စွာဘုရားရှင်ကိုအုံတမင်းနဲ့စက်တိုင်းဆွံကပ်ပါယဟန်တန်ဃာတွေကိုအုံတမင်းနဲ့စက်တိုင်းလောင်းလူပါဆွေမျိုးမိတ်ဆွေဆရာသမားမိဘတွေကိုအုံတမင်းစက်တိုင်းလှူဒန်းလိုက်ပါလို့မွေးနေ့ကုသိုလ်လမ်းညွှန်လိုက်ပါတယ်တို့တို့ဒီနေ့အတွက်အချိုးပေးစိုးမိုးကနန်းကတော့တက္ကနံကိုးကနန်းဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအစဉ်ပြေဖို့လို့အတွက်ကတော့ ပဆိုင်ထဲကိုဒီလိုနေ့မှာစံစည်းလေးအနှဲငယ်ထည့်ပြီးစောင်းထားလိုက်ရုံဖြင့်ငွေကန်ထူးကောင်းပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တော့ဖို့လို့အတွက်ဆိုရင်တော့တစ်သားရောင်းမှလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံဖြင့်အယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တွက်သွားပါလိမ့်မယ်ခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေရှိရဆိုရင်လည်းအမှုကြုံသူတို့အခက်ခဲတွေလွတ်မြောက်ဖို့လို့အတွက်ရည်စုပြီးတော့အမှုကြုံသူရဲ့အမိကိုတင်မောစီအမက်မှရေးပြီးတိရရှင်ဆရာလေးတွေကိုလှူဒန်းလိုက်ပါခင်ဗျာ တို့သူကျမ်းမာရေးညနေတဲ့သူရှိရဆိုရင်တော့ကျမ်းမာဖို့အတွက်ဒီလိုမျိုးမှာဘူးသီးကျော်ကိုဟုမြတ်စွာဘုရားရှင်လှူဒန်းပြီးကျမ်းမာဖို့အတွက်ဆုတောင်းလိုက်ကြပါခင်ဗျာအခြေမြင့်တိုင်းအိမ်တော်ရင်အစဉ်ပြေဖို့လို့တော့ကတော့ညောင်မင်းကိုရေလောင်းရင်လိုရာဆုတောင်းလိုက်ကြပါခင်ဗျာ